အဒီခန်းလေးကတသိန်း2000ပါတယောက်လဲနေမယ်ဆိုလဲရရပေါ့နော်တယောက်လဲနေမယ်ဆိုလို့ရှိရင်တော့တသိန်းနဲ့ထားပေးပါတယ်ထပ်ခိုးဆိုတဲ့အတိုင်းပဲပေါ့နော်အဝန်ကအရင်ကတော့တိတ်တော့မလွတ်ဘူးဒီခန်းလေးကတယောက်ခန်းပါဒီခန်းကတော့ဈေးနှုန်းလေးနေနေရဆိုတာ8000ကျွဲပေါ့နော်သူကလည်းပန်ကာလေးတော့ပါပါတယ်ဒီခန်းလေးကဗဒမောက်ပါတဲ့အခန်းပါဈေးနှုန်းကတော့8000ပါအာဒီခန်းလေးကတော့2ယောက်ခန်းပါဈေးနှုန်းကတသိန်း3000ပါဒါတယောက်ကိုတော့6000ခွဲပဲကြာမယ်ပေါ့နော် င်္ဂလာပါရှင်ဟိုကဒီတစ်ခေါက်မှာလဲဒါစိတ်ကန်းတာလန်းကိုရောက်နေရပါဒါစိတ်ကန်းတာလန်းအောက်ဘလောက်မှာပေါ့နော်ဒါကုံတယ်လန်းနဲ့မဟာမနုလာလန်းနဲ့ကြာမှာပါအဲ့တော့ဒီနေရာမှာလဲဒါအမျိုးသမီးတည်တဲ့အဆောင်တစ်ခုကိုဒါ vlog လိုက်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီဟာစိတ်ကန်းတာလန်းအောက်ဘလောက်ဆိုတော့မှတ်တိုင်အနေနဲ့ကဒါပန်းဆိုးတန်းမှတ်တိုင်ရှိမယ်ပေါ့နော်ပြီးတော့ဈေးအနေနဲ့ဆိုလို့ရှိရင်ဟိုဘက်ကိုနည်းနည်းဆက်သွားမယ်ဆိုလို့ရှိရင်ဒါဘိုကလေးဈေးနဲ့နေတဲ့အခါကျတော့ဘိုကလေးဈေးရှိမယ်ပြီးတော့ဘိုကလေးဈေးကပေါင်းပွင့်ပါလဲကြိုက်တာရွယ်လို့ရမယ်ကဲအဲ့တော့အဆောင်ကဒီတိုက်ပါဒီတိုက်ရဲ့ဒါဒုတိယအထပ်ပေါ့နော်အဲ့တော့လိုက်ကြည့်ပေးပါဦး ဒီအဆောင်ကဒါအဆောင်ဖလေကားအနေနဲ့ဆိုလို့ရှင်ဒါတသက်ရဲ့ရှိရလို့ပြောလို့ရရပေါ့နော်ပြီးတော့ဖလေကားမှာဆိုရင်ဒါမီးလည်းထုံးပေးထားပါတယ်ဒီအခန်းမှာဒါတော့ဖက်နေစင်ပေါ့နော်အဲ့တော့ဒီမှာတယောက်ခန်းရင်ပြရပါမယ်ဒီခန်းကတော့တယောက်ခန်းပါဒီခန်းကတော့ဈေးနှုန်းလေးနေနေရတာ8000ငွေပေါ့နော်သူကလည်းပန်ကာလေးရောပါပါတယ်ဒီဘက်ကဗဒင်မောက်ပါတဲ့အခန်းကိုလိုက်ပြပေးမယ်အာဒီခန်းကဗဒင်မောက်ပါတဲ့အခန်းပါဈေးနှုန်းကတော့8000ပါဒီခန်းမှာဆိုလို့ရှိရင်လည်းဒါပန်ကာအသေးလေးတစ်လုံးပါပါတယ် နောက်ထပ်2ယောက်ခန်းကိုလိုက်ပြပေးပါမယ်။အာဒီအခန်းလေးရော2ယောက်ခန်းပါ။သူကတော့2ယောက်ခန်းကဈေးနှုန်းက3,300ပါ။ဒါတစ်ယောက်ကိုတော့6,000ခွဲပဲကြာမယ်ပေါ့နော်။ဒါတကယ်ချင်း2ယောက်တူတူဆွနေမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်။ဒီအဆောင်မှာကျတော့ထက်ခိုးလေးရှိပါတယ်အဲ့တော့ထက်ခိုးကအခန်းလေးတွေတက်ကြည့်ပါမယ်ထက်ခိုးကတော့ အဲ့နည်းနည်းလေးတော့ထက်ခိုးဆိုတဲ့အတိုင်းပဲပေါ့နော်အဝုံးကအရက်နဲ့တော့တိတ်တော့မလွတ်ဘူးအဲ့တော့ထက်ခိုးကအခန်းကဒီခန်းဆိုလို့ရှိရင်လား၂ယောက်ခန်းပေါ့နော်အဲဒီခန်းလေးကတသိန်း၂တောင်းပါတယောက်လဲနေမယ်ဆိုလဲရရပေါ့နော်တယောက်လဲနေမယ်ဆိုလို့ရှိရင်တော့တသိန်းနဲ့ထားပေးပါတယ်ဒီလိုမျိုးလဲလို့နေရာမျိုးမှာဒါကိုကစီးတက်တက်တသားနဲ့ပေါ့နော်နေချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအခန်းကိုဒါတယောက်တည်းနေမယ်တသိန်းနဲ့ဆိုလို့ရှိရင်ဒါအဆင်ပြေလို့ပြောလို့ရပါတယ်ကိုတကူကြီးတကာပေါ့နော်ပစ္စည်းလေးလည်းတော်တော်လေးဆန်ပါတယ် ဒါမီးဖို့ချောင်းပါမီးဖို့ချောင်းပါဆိုလို့ရှိရင်ထုံးစံအတိုင်းဒါရေခဲတက်တာပေးထားရပေါ့နော်ပြီးတော့ဒီလိုမျိုးဒါထမင်းပေါင်းလေးတွေဒါမီးဖို့လေးတွေနဲ့ကိုပါကိုလည်းထမင်းချက်စားလို့ရတယ်ဒါရေဖို့မီးဖို့ကတော့အပီအစီပေါ့နော်အဲဒီမှာဆိုလို့ရှိရင်တော့ဒါရေချိုးကန်းပါပါမယ်အပေါ်မှာလည်းဒါရေတိုင်းကြီးအကြီးတစ်ခုပါမလို့ပေါ့နော်ဒါမီးပါပြက်မယ်ဆိုလို့ရှိရင်လည်းဒါရေအတွက်ကတော့ပူကြရမလို့ဘူးဝချမ်းတော့ toilet ပါ toilet မှာဆိုလို့ရှိရင်လည်းဒါရေစီပိုင်းအကြီးထူလည်းထားပေးရသေးရပါတော့ toilet ကတော့ရေ toilet ပါပဲ မိုးကြောင်မှာဆိုလို့ရှိရင်ဒီလိုမျိုးဗတင်းမောက်အကြီးတစ်ခုပါမလို့နီးပြတ်နေဆိုလို့ရှိရင်အဆင်ပြေပါတော့နော်ဒီကနေပြီးအလင်းရောက်ကောင်းကောင်းရမယ်ပြီးတော့ဒီမှာကိုကအညော်တွေပါချက်မယ်ဆိုလို့ရှိရင်ဒီဗတင်းမောက်ကနေပြီးတော့အညော်တွေထွက်အောင်မယ်ဆိုတော့တော်တော်လေးအဆင်ပြေပါပေါ့နော်ဒီဆောင်မှာနေမယ်ဆိုလို့ရှိရင်တော့ဒါသဘောကတော့တတောင်းပေးရမယ်အကွာအချောင်းတစုံတရားတစ်ခုကြောင့်မနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့အဆောင်ပိုင်းရှိတော့နှစ်ပတ်ကြိုပြောရမယ်ပေါ့နော်အဲ့ဒါမှပဲဒီသဘောငွေကိုပြန်ပြီးတော့ရမှာပါပြီးတော့ဒီဆောင်မှာဆိုလို့ရှိရင်ဒါ wifi လည်း free ပြီးတော့ရေဖို့မိဖို့လည်းအပီးအစီပြီးတော့ဒါရေတန်းကတော့ကိုယ့်ပါကိုယ်ဝယ်ပြီးတော့တောင်းအောင်ပါပေါ့နော် ဒီဆောင်မှာဆိုလို့ရှိရင်လည်းဒါအဆောင်မထားပေးထားတယ်အဆောင်မကနေပြီးတော့ဒါအင်စင်းနဲ့တိုင်ပေးရပေါ့နော်အဲဒါကြောင့်မလို့ကိုကအင်စင်းတိုင်ဖို့အတွက်လည်းစိတ်ပူစရာမလိုဘူးပြီးလို့ရှိရင်ဒီလိုမျိုး public area တွေကိုလည်းတန်ရှင်းလုပ်ပေးတာမျိုးလည်းရှိပါတယ် အဝမ်းကြီးတစ်ခါရပြပေးခဲ့တဲ့အဆောင်လေးကတော့ဒါစိတ်ကန်းတာလန်ကုံတင်လန်းနဲ့မဟာဘန်နူလာလန်ချာပေါ့နော်စိတ်ကန်းတာလန်မောင်မှာရှိတဲ့ဒါအမျိုးသမီးတည်တဲ့အဆောင်လေးရပြပေးခဲ့တာပါအဆောင်ဈေးနှုန်းလေးကဆိုလို့ရှိရင်ဒါတစ်ယောက်ခန်းဟိုဒါ9000ခွဲ8000လောက်ကနေပြီးတော့2ယောက်ခန်းဟိုမှာဒါတစ်ယောက်ကို6000ခွဲလောက်ကနေစပြီးတော့ရှိရပေါ့နော်တသိန်း2000လေးရှိရတဲ့အခါကျတော့ကိုယ်နဲ့အဆင်ပြေမဲ့အခန်းကိုဒါဒီမှာလာပြီးတော့အဆောင်ငှားပြီးတော့နေလို့ရပါတယ်ရှင်ဟိုမှာတို့ကဒီရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်ပေါ့နော်အဆင်ပြေပြေနဲ့နေလို့ရအောင်လို့အဆောင်တွေကိုလိုက်ပြီးတော့ရှိုက်ကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်အဆောင်ပိုင်းရှင်တွေကလည်းကိုယ့်ရဲ့အဆောင်ကိုဒါဝ တော့ video page မှာကြောင်ညာနေတယ်ဆိုလို့ရှိရင်တော့ chat box မှာလာပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်ဒီအဆောင်မှာနေဖို့စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့အခုပြလာတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လို့ရပါတယ်အဲဆိုရင်ဒီနေ့ရဲ့ blog လေးကဒီလောက်ပါပဲရှင်